ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ချမ်းအမောင်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးလေးလာလေ့ကျင့်မဲ့သင်ခန်းစာရဲ့ခေါင်းစဉ်ကမဲဖြစ်ပါတယ်မဲဆိုတာကတော့အားလုံးသိထားတဲ့အတိုင်းပဲကိုယ့်ရဲ့မိခင်ကိုယ့်ရဲ့မိမိကိုမဲလို့ခေါ်ပါတယ်ထိုင်းလိုမျိုးဒီနေ့ကျွန်တော်တို့ဒီသင်ခန်းစာကိုလေ့လာရတဲ့ရည်ရွယ်ချက်ကတော့ကဘာမမှာရှိတဲ့မိခင်နဲ့အမျိုးသမီးတွေရဲ့ဂုဏ်ကျေးဇူးကိုဖော်ကျူးပြီးတော့ဒီသင်ခန်းစာကိုလေ့လာရခြင်းဖြစ်ပါတယ်ဒီသင်ခန်းစာမှာ မဲ့ဆိုတဲ့ခေါင်းစဉ်အောင်မှာပဲဟိုတခြားတည်တင်တည်ထိုက်တဲ့စကလုံးတွေအများကြီးပါဝင်နေပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့တည်တင်ငန်းစာကိုစတင်လေ့လာကြမယ်တည်တင်ငန်းစာလေ့လာပြီးလို့ရှိရင် ကျွန်တော်တို့တွေအတိတ်တစုံတရာတစ်ခုခုရမယ်ဟေးဆိုလို့ရှိရင်ဒီတင်ငန်းစာကိုစတင်လေ့လာရချိုးနဲ့တယ်ပေါ့နော်ဟုတ်ပြီအားလုံးတူတူလေ့လာကြည့်မယ်ဒီထဲမှာရေးထားတဲ့စာသားလေးတွေကိုမြန်မာလိုမျိုးအတိတ်ပဲပြန်ပြီးတော့အရင်ဆုံးပြောမယ်ဟေးဆိုလို့ရှိရင် တကောင်စရင်ထဲမှာတော့အမေဆိုတာမိခိုလို့ပြောတယ်။ဒါပေမဲ့အိမ်မှာအလုံးလုံးနေရတော့အမေတယောက်တည်းပဲရှိတယ်။အဲ့ဒါကြောင့်မလို့အမေဆိုတာမိခိုတာတော့မဖြစ်နိုင်ဘူး။သူ့ကိုမိခိုတာပဲဖြစ်ရမယ်ဆိုတဲ့စကားလေးပေါ့နော်။ဒါလေးကတော့အသိပညာပေးစကားလေးပဲ။ဒါပေမဲ့လို့ဒီထဲမှာပါနေတဲ့စာလေးတွေကကျွန်တော်တို့ဒီနှစ်တင်သုံးတဲ့စကားလေးမှလည်းသုံးလို့ရတဲ့စကားလုံးအများကြီးပါတယ်ပေါ့နော်။ ောက်ပြီးအားလုံးအတူတူဒီသင်ခန်းစာကိုလေ့လာမယ်။စာကတော့နည်းနည်းရှိတယ်ပေါ့နော်။ဒါကတော့အခြေခံပိုင်းနေတဲ့လူတွေအတွက်လည်းအဆင်ပြေမယ်။တခြားဒီစာစုလေးတွေအတွက်ကိုလည်းရည်ရွယ်ထားတယ်ပေါ့နော်။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့လေ့လာမယ်။အရင်ဦးဆုံးစာကြောင်းလေးက Nine Tabian Ban ပင်ဖူ you are sai ဖင်ပါแม่เต คนที่ทำงานอยู่ที่บ้าน มีแค่แม่คนเดียว ดังนั้นคำว่าพึ่งพา ก็คือพึ่งพาแม่เท่านั้น แม่เองคงไม่ได้พึ่งพาใครหรอกพี่บาเลยพอวิไอเราจะนรดีซาจัาจะจองย็นสีเนี่ยได้เบลลีลาบีรอที่เป็นลมอยู่เปียวเลยสุดาดูดูลีลาไหม นายทะเบียนบ้าน เป็นผู้อยู่อาศัยพึ่งพาแม่นายทะเบียนบ้านဆိုတာကတကောင်စင်းရင်းထဲမှာทะเบียนบ้านဆိုရင်မှတ်ထားလိုက်တကောင်စင်းရင်းကိုပြောတာအိမ်နောက်သူစင်းရင်းလို့လည်းပြောတယ်နိုင်ဆိုတာအแทမှာนายทะเบียนบ้านအိမ်နောက်သူစင်းရင်းထဲမှာเป็นဖြစ်တယ်ผู้อยู่อาศัยพึ่งพามีโคตูဖြစ်တယ် တကောင်စင်းရင်ထဲမှာတော့မိခိုသူဖြစ်တယ်ဘသူလဲမဲအမေဖြစ်တယ်အမေကတကောင်စင်းရင်ထဲမှာရေးထားတာကမိခိုသူဖြစ်တယ်အားလုံးလည်းသိမယ်လို့ပြောလိမ့်မယ်နော်နိုင်ထပိယံဘန်ပင်ဖူယူအားဆိုင်ဖင်းဖာမဲအမေဆိုတာတကောင်စင်းရင်ထဲမှာတော့မိခိုသူလို့ရေးထားတယ်မိခိုသူဖြစ်တယ် แต่คนที่ทำงานอยู่ที่บ้าน มีแค่แม่คนเดียว แต่ดาวิแม่คนที่ทำงานอยู่ที่บ้าน คนที่ทำงานสุดาก็อารมณ์ก็เลิกได้รู้เปล่าล่ะคนที่ทำงานอารมณ์เลิกนี่ได้รู้อยู่ที่บ้านไอ้มานี่ได้แต่คนที่ทำงานอยู่ที่บ้านดาวิแม่ไอ้มาอารมณ์เลิกนี่ได้ตัวก็รอบดุเลยมีแค่แม่ရှိတယ်ဘလူရှိတာလဲ မဲခွန်ဒီကိုအမေတယောက်တည်းပဲရှိတယ်။တဲခွန်တီทํางานอยู่ที่บ้านมีแค่แม่คนเดียวအိမ်မှာအလုပ်လုပ်နေတဲ့သူကတော့အမေတယောက်တည်းပဲရှိတယ်။ဒီစာသားလေးကိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှင်အိမ်မှာအလုပ်လုပ်နေတဲ့သူကအမေတယောက်တည်းပဲရှိတယ်ဆိုပေမဲ့လို့အာပြောမယ်ပေါ့နော်အမေတယောက်တည်းလုံလုံနေတာမဟုတ်ဘူးသူများလည်းလုံနေတာပဲအဲဒါမှမဟုတ်ဒါကဒီအမေကိုဂုဏ်ပြုထားတဲ့စကားလေးစာစုလေးဖြစ်လို့ပေါ့နော် ပြောရလို့ရှိရင်အိမ်အလုပ်တွေလုပ်နေတာဟာကိုပြောတာပေါ့နော်တခြားငွေရှာဘာလဲရှာတော့ပြောတာတော့မဟုတ်ဘူးတဲ့ခွန်ထီထမ်ငါယူထီဘန်မိခဲမဲခွန်ဒီယိုအမေတောင်ထဲပဲအလုပ်လုပ်နေတယ်အဲဒီစာကြောင်းလေးကအပြင်လောကမှာလည်းအများကြီးရှိတယ်ပေါ့နော်ကျွန်တော်အများကြီးတွေ့ဘူးတယ်အိမ်အလုပ်တွေဒီတန်ရှင်ရေအဝိရှောမိဘတိုင်ကအစမိခင်တောင်ထဲပဲလုံတာတွေ့ဘူးတယ်တခြားမတိတတ်တဲ့သားသမီးတွေအများကြီးရှိတယ်ပေါ့နော်ဟုတ်ပြီအောက်ကစာကြောင်းလေးလေ့လာမယ် ดังนั้นคำว่าพึ่งพา ก็คือพึ่งพาแม่เท่านั้น ดังนั้นสุดาไอ้ราเจ้าได้เจ้าทินยามาเพราะฉะนั้นเลยต้องเรียนเลยเพราะฉะนั้นไอ้ราเจ้าได้เจ้าคำว่าพึ่งพาคำว่าสวัสกะลงเนาะคำสวัสกะลงคำว่าเปลี่ยนีนสัจกะลงเรียพึ่งพาสุดาเปลี่ยนในสัจกะลงอะคำว่าพึ่งพา มีคู่เรียนสุดาสัจกะลงอะก็คือเพิ่งพาแม่เท่านั้น ဆိုတာမိခိုတင်တဲ့စကားလုံးဆိုတာကဖင်ဖာမဲ့ထောင်းနံအမေကိုမိခိုတာပဲဖြစ်ရမယ်ဖင်ဖာမဲ့ထောင်းနံအမေကိုမိခိုတာပဲဖြစ်ရမယ်မဲအင်းခုံမဲ့တိုင်းဖင်ဖာခရိုင်လောအမေဆိုတာတခြားသူကိုမိခိုတာဘသူ့ကိုမှမိခိုတာမဖြစ်နိုင်တော့ဘူးလို့ပြောတာဖြစ်ပါတယ်မဲအင်းအမေဆိုတာခုံမဲ့တိုင်းဖင်ဖာခရိုင်လော တခြားသူကိုမိခိုတာမဖြစ်နိုင်လောက်ဘူးလို့ပြောတာဟုတ်ပြီအဲ့တော့ကျွန်တော်တို့တွေဒီသင်ခန်းစာကိုအစာပြန်ပြီးလေ့လာကြည့်မယ်ဒီမှာတခြားစကားတွေအများကြီးရတယ်เนาะ nine thabian ban pen phu you are sai phung pha me แต่คนที่ทำงานอยู่ที่บ้าน มีแค่แม่คนเดียว ดังนั้น เพราะฉะนั้นเลยต้องอย่าเลยคำว่าพึ่งพา ก็คือพึ่งพาแม่เท่านั้นแม่เองคงไม่ได้พึ่งพาใครหรอกတကောင်စီရင်ထဲမှာတော့အမေဆိုတာမိခိုးတဲ့သူလို့ရေးထားတယ်။မိခိုးတဲ့သူဖြစ်တယ်။ဒါပေမဲ့အိမ်မှာတကယ်အလုပ်လုပ်နေတဲ့သူကတော့အမေတယောက်တည်းပဲရှိတယ်။ဒါကြောင့်ဒီမိခိုးတယ်ဆိုတဲ့စကားလုံးလေးကအမေကိုမိခိုးတာပဲဖြစ်ရမယ်။အမေက ဘသူ့ကိုမှမိခိုးတာတော့မဖြစ်နိုင်လာဘူးလို့ပြောတာဖြစ်ပါတယ်။ဒီသင်ခန်းစာကိုလေ့လာပြီးတော့အကျိုးရှိမယ်ဆိုလို့ရှိရင်အားလုံးလည်း like and share လေးလုပ်သွားဖို့မမေ့ပါနဲ့ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။ขอบคุณครับ